စင်းမြစ်စစ်သင်္ဘောတွေနဲ့ကင်းတဲ့ရေရင်တွေကိုနှစ်စင်ဒီပါတက်တော်ဝင်အင်အားဖြည့်တည်နေတဲ့မြန်မာစစ်တပ်ဟာဘာရခတ်တက်တော် A နဲ့တိုက်ပွဲဖြစ်နေတဲ့ရခိုင်စစ်မြစ်နယ်ပြင်မှာ ရေတပ်အင်အားကို တိုးပြီးဖြန့်ကျက်နေပါတယ်။အရေးပေါ်ချိန်မှာရေတပ်ကိုအကူအညီပေးဖို့ကမ်းခြေဆောင်တပ်ကိုပါဖွဲ့စည်းခဲ့တဲ့မြန်မာစစ်တပ်ကတူထိန်ချုံမှုအောင်မှရှိနေသေးတယ်။စစ်တွေကြောက်ဖြူနဲ့မအောင်ရေပိုင်တဲ့ထက်မှာစစ်သင်္ဘောတွေကို ပို့ထားလာတယ်လို့သတင်းရင်းမြစ်တွေကပြောပါတယ်။ အာရကတတော် AA တင်ပိုက်ထားတဲ့တန်ရွဲနဲ့ဂွားမြို့နယ်တွေရှိတဲ့ပြည်နယ်ပြမှာဆိုရင်ပြီးခဲ့တဲ့လပိုင်းကစပြီးစစ်သည်မော်တွေဆယ်စင်းထံမှနဲ့မြင်လာရတယ်လို့စီးရီးသတင်းမြင့်တဲ့ဒေသခံအခြေအနေသိရှိသူတွေရဲ့ပြောပြချက်အရသိရပါတယ်။ပြည်နယ်ပြပြေးကရခိုင်ပြည်ဟာမြန်မာစစ်တဲ့အတွက်ရေတဲအင်အားကိုအသုံးပြုဖို့အခွင့်အလမ်းပူစေပြီးကုန်းတွင်းကနေထိုးဖောက်မလာနိုင်တဲ့နေရာတွေကိုရေပြင်ကနေစုခွဲအင်အားတွေပြင်ဆင်လာလို့စစ်ရေးကျွမ်းကျင်သူတွေကသုံးသပ်ထားပါတယ်။ဒီအချိန်မှာပဲ ရခိုင်ပြည်နယ်ထဲကနေပြည်တော်အများစုကိုထိန်းချုပ်ထားတဲ့အာရခတတော်အေအေကလည်းစစ်တပ်ရဲ့လေကြောင်းပြင် ရေကြောင်းကိုပါတည်ထားဖို့နဲ့ကံဝေးငါးဖမ်းလုပ်ငန်းတွေကိုလည်းသွာလာချိန်ကန့်သတ်လိုက်ပါတယ်စစ်သည်တွေဟာစစ်တပ်အုပ်ချုပ်မှုအောက်မှာရှိနေတဲ့မန်အောင်ကျွန်းနဲ့အေအေထိန်းချုပ်ထားတဲ့ရံပြဲကျွန်းကြားမှာအရင်က3000လောက်ရှိရာကနေအော်တိုဘာဒုတိယပတ်လောက်ကစပြီး10000ထိရှိလာပါတယ် စစ်တပ်လက်လွတ်လိုက်ရတဲ့တန်ရွက်နဲ့ဝါမျိုးနဲ့ကန်းချီတစ်လျှောက်ပင်နေပြမှာလေအရင်က80ဝန်းကျင်ရှိတာကနေအခု100ဝန်းကျင်ရှိနေတယ်လို့ဒေသခံအခြေအနေတွေကိုသိရှိသူနဲ့ AAC ရဲ့သတင်းမြစ်တွေကအတည်ပြုထားပါတယ်။ဒါပြင်ဒီစစ်သည်မော်တွေဟာကန်းနဲ့လည်းပုံမနီနီကက်ကက်နေရာယူလာကြတယ်လို့ဆိုပါတယ်။အရင်ကစစ်သည်မော်တွေကိုတိတ်မမြင်ရပေမဲ့အခုဆိုကွာတန်ရွက်ငပလီကန်းချီကနေလက်ချီကိုဒေသခံတွေမြင်လာရတယ်လို့ဒေသအခြေအနေကိုသိရှိသူမျိုးသမီးတယောက်ကပြောပါတယ်။ရခိုင်ပြည်နယ်က AA ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာ ပြည်ရဲလာတွေအတွင်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်လူထိခိုက်ဒေဆုံးမှု၁၀ပြီးရှိခဲ့ပါတယ်။ဒါလည်းမကသေးပဲစစ်သည်မတွေကနေပြစ်ခတ်တာတွေဟာဒီနေ့အော်ဂေါလာကစပြီးခက်ဆိတ်ဆိတ်ရှိလာတယ်လို့အေအေရဲ့ထုတ်ပြန်ချက်ထက်မှာတွေ့ရပါတယ်။ပြည်ရဲအော်ဂေါလာနေရကဆိုရင်တန်ရွေးမြို့နယ်ငပလီကန်းကြီးချိတ်တော်ရက်ွက်ကိုစစ်သည်မတွေကလက်နက်ကြီးတွေနဲ့ပြစ်ခတ်တာကြောင့်နေအိမ်တွေထိခိုက်ပျက်စီးခဲ့တာတွေရှိပါတယ်။အရင်ကစစ်သည်မတွေပင်လယ်မြေကနေပြင်ကန်းချင်နာကိုလောက်ကြီးကြတာများတယ်။အခုနောက်ပိုင်းမှာသူတို့ကဂျုံးတွေကိုကာဝယ်ယူပြီး နင်းနီကကလည်းနဲ့ခြေရင်းနဲ့ဖြစ်တော့ရွာတွေထဲထိကျလာတာခက်စိတ်စိတ်ဖြစ်လာတယ်လို့စစ်သည်မတွေကန်းချင်ပဲဥတီလာတဲ့ဒေသအခြေအနေသိရှိသူကပြောပါတယ်ဒီလိုပြစ်ခတ်မှုတွေကြောင့်ကန်းချင်တော်မှာနေထိုင်နေကြတဲ့ဝါနဲ့တန်ရွဲမြို့နယ်ကကြံနေတဲ့ဒေသခံတွေဟာတခြားနေရာတွေကိုထပ်မံရွှေ့ပြောင်းကြရတယ်လို့ဆိုပါတယ်ဒီတော့အချင်းကြီးသိရှိသူတွေစီရေးအခက်အခဲတွေနဲ့အေအေစီးသတင်းမြင့်ပြောပြချက်တွေအရာ စစ်တပ်ကရေတပ်အင်အားဖြည့်တာနဲ့ပတ်သက်ပြီးအချက်နှစ်ချက်ကိုတွေ့ရပါတယ်။ပထမတစ်ချက်ကရခိုင်ပြည်နယ်ကမြို့နယ်ခုနှစ်ခုမှာရွေးကောက်ပွဲကျင်းပမယ်လို့စစ်ကောင်မရှင်ကထုတ်ပြန်ထားတဲ့မြို့နယ်တွေမှာမဖြစ်မနေကျင်းပဖို့ရည်ရွယ်ထားတာကြောင့်ဖြစ်တယ်လို့သူတို့ကပြောပါတယ်။အဲ့ဒီမြို့နယ်တွေထဲမှာအေးအေးသိမ့်ပိုက်ထားတဲ့မြို့နယ်တွေလည်းပါဝင်နေပါတယ်။နောက်တစ်ချက်ကတော့စစ်တွေနဲ့ကြောက်ဖြူတွေကမြို့တစ်ခုကိုအထူးသဖြင့်ကြောက်ဖြူကိုရွေးကောက်ပွဲကျင်းပကန်ဒီမှာလက်လောလိုက်ရတာမျိုးမဖြစ်ဖို့ရည်ရွယ်တာဖြစ်နိုင်တယ်လို့လည်းအကဲခတ်တွေကပြောပါတယ်။ ရခိုင်ပြည်နယ်တက်ကမြို့နယ်ပေါင်း12ခုမှာစစ်တွေကြောက်ဖြူမန်အောင်မြို့တွေကလွှဲရင်ကျန်မြို့နယ်တွေကအေးအေးသိမ့်ပိုက်ထားတာဖြစ်ပါတယ်။စစ်တပ်ကကျင်းပမဲ့မြို့နယ်9ခုထဲမှာစစ်တွေကြောက်ဖြူနယ်မန်အောင်ကိုရွေးကောက်ပွဲပထမပိုင်းကျင်းပမဲ့မြို့နယ်102ခုမှာထည့်သွင်းထားပါတယ်။ရွေးကောက်ပွဲမကျင်းပတဲ့မြို့နယ်56ခုမှာတော့စစ်တပ်လက်လွတ်ထားတဲ့အန်တန်တွဲတောင်ကုန်းနယ်ကွာမြို့စတဲ့မြို့နယ်လေးခုကိုထည့်သွင်းထားတာမရှိတဲ့အတွက် ရွေးကောက်ပွဲကျင်းပဖြစ်အောင်စီးရီးရာဖိအားပေးဖို့ပြင်ဆင်လာတာဖြစ်တယ်လို့လည်းစီးရီးအကဲခတ်တွေကမှတ်ချက်ပေးထားပါတယ်။စစ်သည်မိုးတွေတုံးတာကရေတဲ့အင်အားဖြည့်တာမျိုးထက်ရေတဲ့ကိုတုံးပြီးစင့်အားရွှေပြောင်းတာမျိုးလုပ်မဲ့သဘောပဲရွေးကောက်ပွဲလှုပ်ဖို့ကိုမဖြစ်ဖြစ်အောင်လုပ်ပြီးရွေးကောက်ပွဲအထားမြောက်တယ်ဆိုပြီးလုပ်မှာပဲလို့စီဒီယန်ဘူကြီးဆရာကပြောဆိုထားတာဖြစ်ပါတယ်။ရခိုင်ပြည်နယ်တဲကလက်လော့လဲရတဲ့တချို့မျိုးတွေကိုပြန်သိမ်းပိုက်ဖို့ပြင်ဆင်နေတဲ့စစ်တပ်ရဲ့ရိတ်ချေတွေကိုအေအေကကြိုးမြင်ထားတာကြောင့် ရေချောင်းလေချောင်းအန်ရီတွေကိုတတိပေးနေပါတယ်။ရခိုင်ပြည်နယ်တဲကိုစစ်တပ်ကဂုံးမင်းကနေဝင်ရောက်နိုင်တဲ့အေယော်ဒီတိုင်းမကွေးတိုင်းနဲ့ပဲခူးတိုင်းအဆက်နေရာတွေမှာလည်းအေရဲ့ထိုးစစ်တွေတံပြန်ခန့်စစ်တွေကြောင့်တိုက်ပွဲတွေပြင်းထန်နေပါတယ်။ဒါကြောင့်စစ်ကောင်စီတပ်ဟောင်းရခိုင်မှာရေတပ်ကိုတုံးပြီးအားဖြစ်နေရတဲ့အခြေအနေလို့နားလည်ရပါတယ်။စစ်သည်မောအင်အားတွေကို ရခိုင်ပြည်နယ်တဲကအနည်းဆက်ဆုံးဖြစ်တဲ့ညောင်ရီရတရခိုင်ကဲဝရနဲ့ကမ်းခြေတဆက်ထဲဖြစ်တဲ့အေရော်ရီတိုင်းဟိုင်းကျေးကျုံမြို့နယ်ပန်မဝရီရတစခန်းရန်ကုန်တိုင်းတဲကတီတဝရတစခန်းတွေကနေအင်အားဖြည့်တင်တာဖြစ်နိုင်တယ်လို့စီဒီအန်ရတအရာရှိတူကပြောဆိုထားပါတယ်ရတပြူဟာဂန်ဒီကန်ဝေးစစ်သည်မမျိုးစားနဲ့ရွေမျိုးမျိုးရှိပေမဲ့ပြူဟာတကူထဲမှာတော့အစင်း၂၀တော့မရှိဘူးပေါ့အခုလိုဆက်ချီတဲ့စစ်သည်မရေပြတ်ဆိုရင်သူတို့လိုအပ်တဲ့စစ်သည်မတွေကိုပြူဟာတွေကနေခေါ်ပြီးအင်အားဖြည့်ထားတာ ။လက်နက်ကြီးတွေကလည်းရေရင်တွေမှာတက်ဆင်ထားပြီးသားအသင့်ရှိပါတယ်လို့ပြောပါရယ်။လေ့ကျင့်သားရှိတာအပြင်ရေဒါလိုနည်းပညာတွေကိုအသုံးပြုမှုတွေကြောင့်စစ်သည်မော်တွေကလည်းလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေဟာ ပြင်းမဲ့ကိုအနည်းဆုံးရောက်နိုင်ပြီးထိခိုက်ပျက်စီးနိုင်ခြင်းလည်းပိုတယ်လို့သူက ပြောပါရယ်။စစ်တကအာဏာမသိခင်ကရေတက်လိကျင်ရေးဒါမှမဟုတ်စစ်စင်ရေးတစ်ခုအတွက်ပင်လယ်ပြင်ကိုထွက်ရရင်တလောင်းဝင်းကျင်သားကြပါပဲ။အခုကာလမှာအနည်းဆုံး6လအထိကြာလာတယ်လို့လည်း ရေတက်ထဲကရရှိထားတဲ့သတင်းအချက်လက်ကိုအဆိုပါရေတက်အရာရှိကပြန်လည်ပြောပြထားပါတယ်။ပင်နယ်ပြင်သောစစ်သည်မောအများစုဟာရေစုအနက်ကအနည်းဆုံး၁၀ပေထိရှိတာကြောင့်ကမ်းခြေထိကပ်လို့မရပဲရေနဲ့စိတ်ကမ်းတို့လိုပင်လယ်ပြင်သောသင်းမောတွေစီဖြစ်နိုင်တဲ့စိတ်ကမ်းတွေကိုသာစိုက်ကပ်နိုင်တယ်လို့လည်းသူကပြောပါတယ်။ကမ်းတဲ့စစ်စင်ရေးသင်းမောတွေကြတော့လူရောတန်ချက်ကရောကားရောတင်လို့ရတယ်။ပြီးရင်ရေစုတိမ်တဲ့နေရာထိကမ်းထိုးပြီးလူချလို့ရတယ်။ဒါပေမဲ့အေးအေးထင်းချုပ်ထားတဲ့နေရာတွေကိုတော့ကပ်လို့မရနိုင်ဘူးလို့ အဆိုပါစီဒီယန်ရစ်တဲ့အရာရှိကပြောပါတယ်။ဒါကြောင့်စစ်တဲ့အနေနဲ့သူလက်လွတ်ရတဲ့မျိုးတွေကိုပြန်သိမ်းဖို့ထက်အဲ့ဒီမျိုးနယ်တွေမှာမတည်ငြိမ်အောင်ခြောက်လှမ်းဖို့နဲ့စီရီဖီအားပေးဖို့ရစ်တဲ့အင်အားဖြည့်တာဖြစ်နိုင်တယ်လို့မှတ်ချက်ပေးထားပါတယ်။အော်ရဂတ်တော်အေအေအနေနဲ့မြေကျောင်းသောစစ်ဘက်သုံးရေရင်တွေကိုပြစ်ခတ်နိုင်ခဲ့တာတွေလည်းရှိခဲ့ပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီလအတွင်းမှာချောက်တော်နဲ့မင်းပြားမှာဖြစ်ပွားတဲ့တိုက်ပွဲတွေအတွင်း စစ်တပ်ရဲ့ဇက်သင်္ဘောနဲ့စစ်သင်္ဘောအပါအဝင်ကိုးစင်ကိုနစ်မြုပ်အောင်တိုက်ခိုက်ခဲ့တယ်လို့ AE ကထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့ရခိုင်ပင်လယ်ပြင်ကစစ်တပ်ရဲ့ရေတပ်အင်အားကိုတုံ့ပြန်ဖို့ AA မှာအကန့်အသတ်များတယ်လို့မှတ်ချက်ပေးထားကြပါတယ်။မြေချောင်းထဲမှာရှိတဲ့စစ်သင်္ဘောကိုပြစ်ခတ်တာကထိဖို့များပေမဲ့ပင်လယ်ပြင်မှာယူလျားနေတဲ့သင်္ဘောကိုပြစ်နိုင်ဖို့ကတော့တော်တော်မလွယ်ဘူး။ဘရုံးနဲ့ဆိုတဲ့ဒီလောက်အဝေးကြီးကိုလွတ်ဖို့မလွယ်ဘူးလို့စီဒီအန်ရေတက်ရာရှိကပြောဆိုထားပါတယ်။ဒီအချက်တွေနဲ့ပတ်သက်ပြီး AAC ရဲ့သတင်းရင်းမြစ်တွေကလည်းလက်ခံထားပါတယ်။ အေးမှာကန်းချေဆောင်တက်ရှိပေမဲ့ပင်လယ်ပြင်စစ်ပွဲတော်ဖန်တီးနိုင်တာမရှိသေးဘူးလို့လည်းစီးရဲသတင်းမြစ်တွေကပြောပါရယ်စစ်တပ်ကကြောက်ဖြူစစ်တွေမျိုးတွေကိုဆင့်အားတိုးမြင်နေတာအပြင်တန်တွဲနဲ့ဂွားမြုံနယ်တွေမှာပင်လယ်ရေကြောင်းစစ်သင်းမောတွေတွာလာနေတယ်လို့အေးကထုတ်ပြန်ထားပါရယ်ဒါပြင်ကင်းထောက်လိန်တွေလည်းမကြာခဏလက်ပတ်ဝဲပြန်နေတာတွေအခုရပိုင်းမှာပိုတွေ့လာရတယ်လို့လည်းသတိပေးထားပါရယ်ပင်လယ်ကမ်းဝဲဒေသရခိုင်ပြည်နယ်မှာ လူတို့ရဲ့အဓိကအသက်မွေးလုပ်ငန်းတွေထဲမှာရေလုပ်ငန်းလေးတစ်ခုအပါအဝင် ဖြစ်ပါတယ်။ရခိုင်မှာမိုးရင်းကာလမုန်တိုင်းနဲ့ပင်လယ်လေလိုင်းပြင်းထန်တာတွေကြောင့်ရန်နာထားတဲ့ရေလုပ်ငန်းကို မိုးပါသွားတဲ့အောက်တိုဘာလောက်ကစပြီးပြန်လုပ်ကင်လေးရှိကြပါတယ်။ဒါပေမဲ့ကံဝင်းငါးဖန်းလုပ်ငန်းအတွက်ထွက်သွားတဲ့တန်တွဲမြို့နယ်ကငါးဖန်းဆက်လီတချို့ဟာစစ်သည်မော့ရဲ့ဖမ်းဆီးတာတွေကိုပြီးခဲ့တဲ့ရက်ပိုင်းတွေမှာရှိခဲ့တယ်လို့ဒေတာနဲ့နှီးဆက်သူတွေနဲ့ AAC ရဲ့သတင်းမြစ်တွေကပြောပါတယ်။ဂျာပေါင်လိုခေါ်တဲ့ကံဝင်းငါးဖန်းဆက်လီတစ်စက်မှာ ရေလုံသားအယောက်20ကျော်ကနေ30ဝန်းကျင်ရှိသလိုဂန်ဒီ၅ဖန်းသူတွေမှာတော့9ယောက်ဝန်းကျင်လောက်ရှိကြပါတယ်။အော်တိုဘာလာအတွင်းမှာပဲတန်တွဲငပလီကန်းချီကနေ၅ဖန်းထွက်သွားတဲ့ဂန်ဒီဆက်လီဒီဇင်ကလူ၄ယောက်နဲ့ဂန်ဝေးဆက်လီဒီဇင်ကလူ24ယောက်စစ်သင်းဘောဒီဇင်ကနေဖန်းစီလိုက်တာခံရပြီးအဆက်အသွယ်ပြတ်နေတယ်လို့ဒေသနဲ့နှီးဆက်သူတွေကပြောပါတယ်။ရေတက်စီဒီယန်ရာရှိတူပြောတာကတော့စစ်သင်းဘောတွေရဲ့ရေစုနဲ့အချိန်ဟာမြန်မြန်ဆန်ဆန်သွားနိုင်တာကြောင့် အရှိန်အဟုန်နဲ့သာသွားနိုင်တဲ့မတင်းကားတဲ့ငါးဖန်းဆက်လေးတွေကိုဖမ်းမိနိုင်ခြေရှိတယ်လို့ပြောပါတယ်။ငါးဖန်းဆက်လေးအနေနဲ့စစ်သည်မော်တွေကိုဘယ်လိုမှပြစ်မလို့ဘူး။စစ်သည်မော်ကနေဖမ်းလို့ရတယ်။မဖမ်းရင်တော့ပြစ်ခတ်ပြီးနှစ်မြုပ်လိုက်လို့ရတယ်လို့ရှင်းပြပါတယ်။အေးကတော့လုံချုံရဲ့အတွက်အလေးထားစဉ်းစားပြီးသင်နယ်ပြင်မှာငါးဖန်းခွင့်ကိုတန်ရွန်းနဲ့ဘွားမြုံနယ်တွေနားမှာည6နာရီကနေမနက်6နာရီထိအကန့်အသတ်မရှိပိတ်လိုက်ပြီးလို့ကြေညာထားပါတယ်။မနက်6:00နာရီကနေညနေ6:00နာရီထိတော့ငါးဖန်ခွင့်ပေးထားပေမဲ့ဂန်အဝေးကိုသွားမဖန်ချဖို့နဲ့ စစ်သည်မောင်းတွေလာတာတွေ့တာနဲ့ဂန်းကိုအများဆုံးကတ်ဖို့ကိုလည်းသတိပေးထားပါတယ်။ဘယ်နဲ့ငါးဖက်လုံငန်းသဘောအရာလိုက်လေငိမ့်တဲ့ညအချိန်ကိုအမိပြူပြီးဖမ်းကြရတာလို့လည်းဒေသခံတွေကပြောပါတယ်။ညဘက်မှာငါးလုံးဝမဖမ်းဖို့ဓာတ်မြစ်လိုက်တဲ့အေရဲထုတ်ပြန်ချက်ဟာအော်တိုဘာလာ၁၉ရက်ကစတင်ပြီးငါးပြန်ဖမ်းခွင့်ကိုစစ်တပ်ရဲ့စီးရဲလှုပ်ရှားမှုပေါ်မူတည်ပြီးပြန်အတီးပေးမယ်လို့ဆိုပါတယ်။စစ်ရန်ကိုပြင်းပြထန်ထန်ခန်းစားနေရတဲ့ရခိုင်ပြည်နယ်ဟာ အငတ်ဘေးဆိုင်လာမဲ့ energy ရှိနေတယ်လို့ကမ္ဘာစားနပ်ရိက္ခာအစီအစဉ် WFP ကဒီနှစ်ဇန်နဝါရီလမှာတတိပေးထားပါတယ်။ပြည်ရက်နှစ်ကလည်းတိုက်ပွဲတွေပြင်းထန်နေလို့ငါးဖက်မထွက်ကြရဘူးလေ။တနေ့လုံးလုံးအရင်နှစ်ကစုဆောင်းထားတဲ့ငချောင်းငပိတွေနဲ့စားခဲ့ကြတာဒီနှစ်မှာအခုလိုထက်ပြစ်တယ်ဆိုတော့ဒီနှစ်စားစရာရှိမှာမဟုတ်ဘူး။တကယ်ရင်လေးစရာပါပဲလို့တန်ရွက်ဒေသခံမျိုးသမီးကပြောပြထားတာပဲဖြစ်ပါတယ်ခင်ဗျာ။